ားလုံးမင်္ဂလာပါဒီဒီဘတ်စနေကျွန်တော်တို့မှာလုံးရှိပါတယ်ကျွန်တော်တို့ဖွဲ့ကစနေလုံးရှိတာကြာပါပြီအာဒီဘတ်ကျွန်တော်တို့မှာလုံးရှိပါတယ်ခုနကကျွန်တော်ထဲတဲ့ဟာလေးကတော့ကင်ချီလေးပါဒါလေးကတော့တော့ခရမ်းတီးပါခရမ်းတီးကကိုရီးယားမှာအရင်စစ်သက်တာပါတယ်အာဒီကင်တီးလေးစားကောင်းပါလေအပြင်ဒီဘက်မှာတော့နန်းရွက်ပါနန်းရွက်ကိုကျွန်တော်ကိုရီးယားရောက်တော့ကအဲ့ဒီစားလုံးမတက်ပါဘူးသူ့ရဲ့ရတာတော့အဲ့ဒီရတာစူးစူးနဲ့နေပါတယ် အခုနောက်ပိုင်းတော့စားရတာဆင်ပြေသွားပါပြီဒါတော့သူကပြောင်းဖို့ကိုစစ်တော်နေလေးရဲ့ပြတဲ့ခွာတိရဲ့သူကအချုပ်လောက်ထားတာပါ source နေနဲ့လောက်ထားတာပါဒီကလေးကတော့သူကပဲပြောက်ကိုစစ်ဥလေးရဲ့ပြန်ပြီးကြော်လာတာပါသူကဒီတိုင်းစားရင်တော့အရသာတိတ်မရှိပါဘူးသူကဒီမှာသူနဲ့တွဲပြီးစားလို့ရတဲ့အဲ့ဒီပဲငယ်ပြာကြီးစစ်တော်နေစစ်တော်မင်းနေလောက်တဲ့ဟာနဲ့စားလို့ရပါတယ်တော်တော်နည်းနည်းအငံရတာပို့ပါတယ် အာဒီအရလေးကတော့ကြစ်ကြော်ပါကြစ်ကြော်ကိုကျွန်တော်တို့စားနိုင်တဲ့လောက်ယူလို့ရပါတယ်အာကျွန်တော်ကြစ်ကြော်များများယူပါမယ်ကျွန်တော်ဆက်ရွာဝေါ်ထန်းတော်တော်များအဲ့ဒီကြစ်ကြော်ကျွေးနေနေဆိုရင်တော်တော်များများအများယူကြပါတယ်ဒီဟာကြစ်ကြော်နဲ့တွဲပြီးစားလို့ရတဲ့အခြေအနေရှိပါတယ်ဟင်းချိုကျွန်တော်ပြီးမှပြန်လာခတ်ပါမယ် ကျွန်တော်လက်တစ်ဖက်နဲ့ဒီဖုန်းခြင်တာလို့ပါဒီနေ့ကျွန်တော်တို့ဆက်ရုံမှာနေလက်စာသမင်းစားခန်းထဲမှာလူရှင်းနေပါတယ်ဟာဒီနေ့ကြွေတဲ့အချိန်လေးကျွန်တော်ခတ်ပါမယ်ဒီနေ့ကြွေတဲ့အချိန်လေးကတော့သူကကင်ချီယိုသူဝတ်တာလေးနဲ့ချက်ထားတဲ့အချိန်လေးပါဒီနေ့ဒီနေ့လေးပါဒီနေ့လေးကသူကအချိန်နဲ့နဲ့စူးပါတယ်စူးစူးနဲ့နေပါတယ်အဲ့ဒါမဲ့သမင်းနဲ့စားရင်တော့ဒီကောင်အရင်စောင်းအောင်ပါတယ်ဒီမှာကင်ချီရဲ့တောက်ချင်စရလေးပါ အပြည့်ကျွန်တော်အဒီသမင်းပကံလေးထဲဟင်းလေးကိုနည်းနည်းရိုက်ပြပါမယ်ဒီမှာဘာခုနကျွန်တော်ခက်လာတဲ့အဒီကြစ်ကြော်လေးပါအာကြစ်ကြော်ကတော့ကြစ်ကြော်လေးနဲ့အရင်ဆောက်ပါမယ်သူ့မှာတုတ်ထားတဲ့အဒီမုံကြီးကသူကပေါ့ပေါ့လေးနဲ့နေပါတယ်သူအချင်းနဲ့တွဲဆောင်မှနည်းနည်းရတာရှိပါတယ်အပြည့်ဒီကြစ်ကြော်ရဲ့အောင်နာလေးမှာခုနကျွန်တော်ထည့်လာတဲ့အဒီနန်းရွေလေးရှိပါတယ်ဒီဟာလေးပါ သူနိုင်မင်းလေးကထမင်းနဲ့တခါတည်းတွဲပြီးစားမစားလို့ကောင်းပါတယ်မဟုတ်ရဲ့ရတော့စူးစူးနေနေပါတယ်အဲ့တော့ကြောင်းဘူးလေးပါချူချူလေးပါပြီးရင်ဒီအရေတော့ဂင်ချီပါအဲဂင်ချီကိုကျွန်တော်ဒီတစ်ခါနည်းနည်းလေးပူယူထားပါတယ်အာဒါလေးကတော့ခရမ်းတီးပါခရမ်းတီးလည်းစားကြည့်ကြလေးပါအပြည့်ကျွန်တော်အဲ့ဒီပဲပြားလေးကိုလည်းပိုက်ပြပါမယ်ပဲပြားလေးကိုဆိုတော့ချစ်ဥပပါးလေးအဲအုပ်ပြီးတော့ကြော်ထားတာပါဒီမှာပါ ဒီတိုင်းစားရင်တော့သူကအရသာပေါ့ပေါ့နေနေပါလေအဲ့ဒီပဲငက်ပြာကြီးချက်တော်နေနေစိန်တာရယ်တွဲစားရင်တော့စားအောင်ပါလေอืมဒီအရေတော့ထမင်းနဲ့စားရင်အရစားအောင်ပါလေကင်မချီဟင်းလေးပါအဲအထက်မှာသူကဝက်တာတော့ကျွန်တော်အဲ့ဒီခက်လာတာမပါပါဘူးဟောဝက်စီဖန်းနေတော့နည်းနည်းပါပါတယ်ဒီမှာပါကြည့်ပါอืมညာဒီမှာပါဒီအရေကဒီမှာဝက်တာအစီဖန်းလေးပါကင်မချီဟင်းလေးတောက်ချင်စံလေးပါအားလုံးပဲထမင်းစားကြပါဦး ါတော့ကျွန်တော်စိတ်ဥမှာကြွေးတဲ့နေ့လည်းစားပါအားလုံးပဲမင်္ဂလာပါ